ေးကပုံလေးကတော့ဒုတိယပုံမိုးကြီးကြော်လင်းကြိုက်အပါအဝင်စစ်တုံတန်းတွေကိုနွားလိုမျိုးကျိုးချီပြီးတော့ဒူးချောက်ခိုင်းထားတဲ့ပုံမဖြစ်ရခိုင်တပ်တော် A ရဲ့ကြောက်ဖြူတိုက်ပွဲမှာဖမ်းမိတယ်နော်ဒုတိယပုံမိုးကြီးကြော်ဝင်းကြိုင်ကစစ်တေတာကုတ်ကဲရေးမှု G1 G1 အစစ်ဆိုတာဒီတိုက်ပွဲတွေကိုလိုက်လံကုတ်ကဲတဲ့အနေထားမရှိခဲ့ဘူးအရင်ခေတ်တည်းကတော့အခုတော့လက်ရှိအင်အားတွေမရှိတော့တဲ့အတွက် G1 ကိုတိုင်တိုက်ပွဲကိုဝင်ရောက်ကုတ်ကဲရတဲ့အစစ်အထိဖြစ်နေတယ်ဆိုတော့ဟာကိုကြည့်ချင်းအဖြစ်စစ်ကောင်စီကဘလောက်စစ်ချုံးနေတယ်အင်အားဘလောက်ပြုံးနေတယ်ဆိုတော့အဲ့ဒါလက်တွေ့ เนาะအဲ့တော့ဒီပုံကိုလက်ရှိ9လပိုင်း31ရက်နေ့မှာရခိုင်တပ်တော်အေးရထုတ်ပြန်လိုက်တယ်နော်အဲ့တော့28ရက်မှာလက်ရှိရခိုင်ဒေတာကြောက်ဖြူအခုလက်ရှိဒီပုံထုတ်ပုံလိုက်တဲ့ထုတ်ပြန်လိုက်တဲ့ရခိုင်တပ်တော် AA ကအခု G1 ကိုဖမ်းပြီးတော့နွားလိုမျိုးကြိုးတုပ်ပြီးပုံမထုတ်ပြန်တဲ့ကြောက်ဖြူတိုက်ပွဲအကြောင်းကို28ရက်နေ့မှာစစ်ကောင်စီရဲ့နော်ဝါသဖြန့်တဲ့ channel တစ်ခုဖြစ်တဲ့ People Media ကကြော်ဆိုးဦးကဗာပြောထားတဲ့ကြောက်ဖြူတိုက်ပွဲနဲ့ပတ်သက်လို့အချက်နားထောင်ကြည့်ပါနော် ဒီကောင်ကြီးတို့ဖြုတ်ကတားရရှိတယ်ကွာကြည့်ပါအဆုံးပြောဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကြောက်ဖြူပေါ့ကြောက်ဖြူပုံမှာတော့ကြောက်ဖြူမျိုးမှာတော့လက်ရှိဒီတိုက်ပွဲတွေပြင်းထန်နေတယ်တိုက်ပွဲတွေပုံမှန်ပြင်းထန်လာတာကဒီမေလ19ရက်နေ့နဲ့စပြီးတိုက်ပွဲတွေပြင်းထန်လာတယ်อืมလက်ရှိကကျွန်တော်တိုက်ပွဲတွေကတော်တော်ပြင်းထန်နေတယ်ဟုတ်လားဟုတ်ပါဘူးဒီကတော့တို့ကတော့ဒီကြောက်ဖြူမျိုးအင်အားအလုံးနဲ့တို့တိုက်ခိုက်နေလို့ကျွန်တော်နားလေရတယ်အကြပ်ဘက်ကလည်းဒီထောက်မှုလမ်းကြောင်းကတော့ကျွန်တော်တို့ဒီတောင်ကုန်းကနေပြီးတော့အကြပ်ဘက်ကမှဘယ်လိုလဲဒီတိုင်းနေမှာနော်ရခိုင်ပြည်နယ်မှာရခိုင်တပ်တော်အေးအေးစစ်ကြောင်းထိုးလို့ရခိုင်ပြည်သူတွေထွက်ပြေးရဆိုတာကြားဘူးလား မကြိုက်ဘူးပေါ့နော်ဒါပေမဲ့စစ်တပ်စစ်ကြောင်းထိုးရင်ရခိုင်ရောပင်ဂါလီရောရိုဂျာဘာလာအကုတ်ဘာတခုမှမတည်အကုန်ပြီးရတာဟုတ်လားမဟုတ်ဘူးလားကျွန်တော်ပြောတာဟုတ်လားမဟုတ်ဘူးလားအဲ့တော့တိုင်းပြည်ကိုအကြမ်းဖက်တာဒီဘယ်လိုလဲဘာသာကအကြမ်းဖက်လို့ပြောလိုက်ရုံနဲ့တော့အကြမ်းဖက်မဖြစ်ဘူးနော်ကျွန်တော်ပြောသလိုရခိုင်ပြည်နယ်မှာကြောက်ရွံ့မှာအခုတိုက်ပွဲဖြစ်တယ်အကြမ်းဖက်ကမားတွေရလို့သူတုံ့နှုံးတယ်နော်အဲ့တော့အကြမ်းဖက်ဆိုတဲ့အရာကိုစကလုံးကိုဗဇက်နဲ့တုံ့နှုံးလို့မရဘူးဟုတ်လားဘာလို့ဆိုတော့ဗဇက်ဆိုတော့မှန်ကန်အောင်ပြောရတယ်ဖားတဲ့ခင်းလို့ဝင်ကြီးထွက်ကြီးပေါက်ပန်းလေးစပြောလို့မရဘူး လူမှန်လို့ရှိရင်ဒါပေမဲ့အကျန်းဖတ်သမားဆိုစကလုံးတုံးလုံးတော့မယ်ဆိုရင်တကယ်အကျန်းဖတ်တာဘယ်လိုလဲတိဖို့လိုရတယ်ရခိုင်ပြည်နယ်မှာရခိုင်တပ်တော်အေးစစ်တောင်းထိုးရလို့အာခလေးရခွေးရလူရအောင်ပြေးရတယ်ဒေတာမြင်ဘူးလားမရှိဘူးနော်ဒါပေမဲ့စစ်တပ်စစ်တောင်းထိုးရင်မပြေးပဲနေလို့ရလားမရအောင်နော်အေးအဲ့ဒါဆိုရင်တိုင်းပြည်နဲ့ပြည်သူပေါ့အကျန်းဖတ်တာအေးအေးလားစစ်တပ်လားရှင်းရနော်စပြောကြောက်ကြီးကောစတဲ့ရိုင်းဒီရေလန်းနေရတယ်ပြီးတော့စစ်တို့တွေထောက်ဖို့လမ်းကြောင်း ရေလမ်းကြောင်းတွေပြီးတော့လူစစ်ကိုလူထောက်ဖို့လုပ်မယ်လို့ကျွန်တော်သားရတယ်။အဲဒီကျွန်တော်ကြောက်ပြုပ်ပေါ်မှာတိုက်ပွဲတွေတော်လေးဖြစ်နေတယ်။ဟုတ်လားလုပ်ပါဦး။ကျွန်တော်သားရတာကတော့ဒီတိုက်ပွဲတွေဖြစ်နေတယ်လို့သားရတယ်။ကြောက်ပြုပ်ပေါ်မှာ။အဲဒီတက်မလို့တော့ကကျွန်တော်ဒီဒီတက်မလို့ရဲ့ဒီစစ်သမိုင်းတွေနဲ့ဒိတ်ပါဖြစ်ခတ်တာလေးအာစစ်တမလို့ပြတာလေးလက်နဲ့ပြတဲ့ပုံကျတာလေးလေကျောင်းပုံကျတဲ့ပြီးတော့ကျွန်တော်တို့တစ်ဖက်ကဒရုန်းနဲ့ဒရုန်းတစ်ခွက်ရတယ်ဒရုန်းနဲ့ဒရုန်းနဲ့ချတာလေးဒီဒီမှာရှိတဲ့တတ်တည်နဲ့အချက်ဘက်ကမှရှင်းလင်းတာတွေကိုလုပ်တယ်နောက်ကတိုက်ပွဲတွေကဒရုန်းလေးပြတာလေးငါးချောင်းနော် ရေသက်ကလည်းဆော်တယ်လက်နဲ့ကြီးတဲ့ပြစ်တယ် drone နဲ့ဘုံကျဲတယ်အဲပြီးလို့ရှိရင်မြေမှာရှိတဲ့အဖွဲတွေကလည်းလှုပ်တယ်ဟုတ်တယ်နော်အဲအငားမျိုးတော့သူပြောရတာအလုံးပါဟုတ်တယ်နော်အဲငားချောင်းတော့ဒီလိုဒီလိုအင်အားငါးခုမျိုးနဲ့တုံးပြီးတော့စောနေတာနော်တောက်ဖြူကဲစက်ကြည့်မှာဒီလိုလေးဖြစ်နေတယ်ပြီးရင်ကျွန်တော်စစ်တွေပြောဒီမှာတော့ဒီတိုက်ပွဲတွေကတော့ဒါကျွန်တော်ဆက်ရှိနေတယ်ဟုတ်တယ်ဒီပြစ်မှုစစ်မှုတွေတောက်လျှောက်လုပ်နေတယ်ဟုတ်ဟဲ့တောက်လျှောက်လုပ်နေတယ် ဖြစ်ကူစစ်ကူကထပ်ထည့်ပေးထားတယ်အဲ့ဒါခုနှစ်မျိုးဖြစ်ပြီအဲ့၆မျိုးဖြစ်ပြီနော်ပထမ၅မျိုးခုနကဒရုန်းတွေရေကြောင်းတွေအလေကြောင်းတွေပြီးလို့ရှိရင် လက်နက်ကြီးပစ်ကူတွေအောက်ချိန်မှာရှိတဲ့ဒီကြီးတက်ကဲထိုးစစ်တွေပြီးလို့ရှိရင်အခြားတိုင်ရင်ကပစ်ကူစစ်ကူတွေပါဟောနည်းနည်းအင်အားဟောဆော်ထားတာနော်အပြည့်အဝတုံထားအဲ့ဒါဆိုရင်ကကြိမ်းနေပြီစစ်တပ်ကတော့ကြောက်ဖြူနိုင်ပါပဲကက်ဆက်ကြီးမှာဘာများဖြစ်မလဲဒီလိုရင်ကျွန်တော်တစ်ဖက်မှာဒီရခိုင်မြေနယ်နဲ့ရခိုင်မြေနယ်နဲ့ကျွန်တော်တို့ဒီဆက်သွယ်ထားတဲ့လမ်းကြီးမှာတော့ဒီတိုက်ပွဲတွေကတော့ဖြောက်တော့ဖြောက်တော့ရှိတယ် ထားတော့ပြောလို့ရှိရတောင်ကုန်းတောင်ကုန်းကကျွန်တော်တို့ကဦးစီပင်လာပိုင်းမှာတော့ဒီဒီဘက်မှာတိုက်ပွဲတွေကပြန်ပြေးနေတယ်ပြီးမှကျွန်တော်တို့ဒီရခိုင်ပြည်တောင်ပိုင်းနဲ့ရောက်တဲ့အဆက်မှာတော့အချမ်းမတ်သမားတွေပေါ်လိုက်ကြောက်လိုက်ပေါ်လိုက်ကြောက်လိုက်ဖြစ်နေတယ်။ဟုတ်။ဒီကပေါ်လိုက်ဒီကပေါ်လိုက်။ဟာ။ကိုယ်ကပေါ်လိုက်ဒီကပေါ်လိုက်။ပြောပြောတတ်တယ်နော်။တက်ကဲတက်ကဲတက်ကဲဒီကောင်တွေကွာ။အဲ့ဒီကတော့ကျွန်တော်တို့ဟာဆိုးရမှာ။အေးစိပါ။အဲ့ဒါအစ်စ်ကတော့ဒီဘက်ကကျွန်တော်တို့တောင်ကုန်းကတောင်ကုန်းကဒီဘက်ကအုံချစ်မင်လာပိုင်းတော့ကျွန်တော်တို့ဆိုရမရှိပါဘူး။အုံချစ်ဒီပိုင်းစားမယ်အစ်စ်။တန်းနဲ့အင်းတန်းနဲ့ဒီအဲပန်းနဲ့အမိုင်းပေါ့။ဟုတ်လားတည်တယ်မင်းပြောမှငါတည်တယ်။ဆက်ရှိတယ် တယ်ဘယ်လိုဆက်ကြည့်လဲဆိုတော့တိုက်ပွဲပြည်နယ်ဆုံးကြီးကပြပါဆိုတော့ဒီကြောက်ကြီးကတော့တိုက်ပွဲကြီးပြင်းထန်တယ်လို့ကျွန်တော်နားလည်ရတယ်ပါတယ်ဒီပဲမိအောင်အနေနဲ့ရပါဒီ YouTube အားပြီးတော့ဒီဆွေးနွေးအားလုံးအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ကဲကျော်စိုးအခုပြောရတဲ့အနေထားကကုံကနဲ့28ရက်နေ့ရငါလာပြီ28ရက်နေ့တူအဲ့လိုပြောရတယ်เนาะအဲ့တော့သူပြောတဲ့တည်မှန်ကန်ရမယ်ဆိုရင်ရခိုင်တပ်တော် AA ကအဲ့ဒီ G1 ကြီးအပါအဝင်စစ်ခွေးတအုပ်ကိုနွားလိုမျိုးဂျိုးနဲ့ဆွဲပြီးတော့ရှင်တော်တဲ့မှာဒူးထောက်ပြီးတော့ဓာတ်ပုံရိုက်စီအကြောင်းမရှိဘူးလေခင်ဗျစဉ်းစားကြည့်လေဗျာသူပြောရတာဟုတ်တယ်เนาะ လေချောင်းရေချောင်းဒရော့ကြီးတက်ပြစ်ကူစစ်ကူအားတဘိုးကြီးနဲ့လက်နဲ့ကြီးနဲ့ထူတာလေဟမ်ကဲအဲ့လောက်အဲ့လောက်လောက်ထားရင်အဲ့ဒီတကယ်တမ်းအဲ့လောက်လောက်ရင်အဲ့ဒီဟာကြောက်ဂျီဝမ်အစစ်ဆိုတာစစ်တပ်မှာရှေ့တန်းထွက်ကခဲ့တယ်နော်ဟိုကတ်တပ်ပြီးပြောမယ်ဆိုရင်တော့အဲအုံးထွက်ကတယ်လို့ပြောရမှာပါဒါပေမဲ့ရှင်းချင်းပြောရရင်ဂျီဝမ်ဆိုတာဒေတာကုတ်ကဲကြီးမှုနော်ဂျီဝမ်အစစ်နော်ဒါဆက်ကအဲ့တော့ဒီလိုဟာမျိုးကိုရှေ့တန်းကိုလွတ်တယ်ဆိုတဲ့က လက်ရှိစစ်ကောင်စီတပ်မှဗျူဟာမူးတွေမတာပေါ်လို့ဘလောက်ကုန်နေကြတာဖြစ်ပြီအဲ့တော့ဗျူဟာမူးမလုံလောက်တဲ့အတွက်ဒီဂျီဝမ်အဆင့်တော်မှာရှင်းတန်းကိုထွက်ပြီးတော့ကုတ်ခဲရတယ်အဲ့ဒီအတွက်ရခိုင်တပ်တော်အေအေကဖမ်းပြီးတော့ကျုံးလိုက်ဒါပဲဖြစ်ရနော်အဲ့တော့ပြန်စဉ်းစားမယ်ဆိုရင်ကျွန်တော်ကဒါကိုအတိုက်ခံလုပ်ပြီးတော့ DPU file တွေတင်တာကိုကျွန်တော်တို့ကမျက်ရှိမပြတ်ကြီးကိုလုပ်တယ်။ဘာဖြစ်လို့လဲ။အခုကြော်စိုးလို့တရင်တင်ကြည့်။အာအချမ်းဖတ်ဓမ္မတွေကဘယ်လိုအချမ်းဖတ်ဓမ္မတွေကအချမ်းဖတ်ဓမ္မဆိုတဲ့စကားလုံးကိုတွင်တွင်ပြောပေးတယ်။အဲ့တော့လူတွေက မဟုတ်တဲ့မဟုတ်တာကိုဟုတ်ပါလို့ပြောရင်စကြားကစကဝိုင်းဟားကြတယ်ဝိုင်းဝိုင်းကြတယ်ပလောရိုက်ကြတယ်အပြင်းပြင်းနဲ့အဲ့ဒါကိုပဲဟုတ်ပါလေဟုတ်ပါလေထပြောလိုက်အတန်နေတိတ်လာတယ်နောက်ဆိုရင်ငြိမ်သွားတယ်အော်လက်တော့မခံသေးဘူးဒါပေမဲ့အဲ့ဆက်ပြောဆက်ပြောမှားတာကိုပဲမှန်တယ်မှန်တယ်ပြောပြီးနေနောက်တစ်ပြင်းပြင်းနဲ့အဲ့ဒီအမားကြီးကိုလက်ခံလာကြတယ်ဘယ်မှာဦးနားထောင်ပေးတယ်နားထောင်ပေးရအစင်လက်ခံလာတယ်နောက်ဆိုအမားကိုအမှန်ပါလို့ထုတ်ပြောတဲ့အစင်ဖြစ်တယ်အဲ့ဒါအဲ့ဒီရဲ့ view ဟာကဒါစစ်တပ်ကခင်းဆက်ဆက်ကျင့်တုံးနေတဲ့ view ဟာဒါကြောင့်မို့လို့ဒီကောင်တွေက တကယ်တိုင်းပြည်ပေါ်အကြမ်းဖက်နေတာဒီအရှင်းမှကျွန်တော်ပြောခဲ့တယ်လက်တွေ့ကြကြကြည့်လိုက်မယ်ဆိုရင်လူမှိုင်အားလုံးသိပါတယ်ဗျာဒီတိုင်းပြည်နဲ့ပြည်သူပေါ်အကြမ်းဖက်နေတာဒီတိုင်းနဲ့နှက်နှက်ကိုင်းနေလားဒီအာဏာသိမ်းထားတဲ့စစ်အောင်စင်လားခမင်းစားပြီးကြီးတဲ့လူတိုင်းတိတယ်သူတို့ကိုယ်တိုင်နဲ့တိတယ်မတိတာကိုမတိတာကိုရှင်းရှင်းလေးဘာဖြစ်လို့လဲဟိုဒီဘယ်ရင်ဖြစ်နေတော့မှကြော်စုံပြီးပြောတာမတူဘူးတော့မင်းတို့အကြမ်းဖက်တော့မှဆက်ဆံတော့ပုံရှင်းလိုက်တာဘာဖြစ်တာညာဖြစ်ဒီကောင်တိတယ်မတိတာမဟုတ်ဘူးဗျာ လည်းကောင်းမတည်ဘူးဆိုတော့တည်တယ်ဒီတိုင်းပြည်မှာသူတို့စစ်တပ်ကအကြမ်းဖက်နေတာသူတို့တည်တယ်ဒါပေမဲ့ဝင်းကပြောသူသူတို့ကိုယ်တိုင်အကြမ်းဖက်နေမှာတည်နေတယ်တကယ်မဟုတ်တာကိုဟုတ်လို့ပြီးတော့ခံတမ်းများអော်ပြီးတယ်အဲ့ဒီအမားကိုပြည်သူတွေနားယင်အောင်လက်ခံတာဒါကြောင့်မို့လို့အဲ့လိုသူတို့အမားကိုအမှန်လို့អော်ပေးတိုင်းကျွန်တော်တို့ကပြန်ပြီး reason လုပ်ပြီးထောက်ဒါကြောင့်မို့လို့များများထောက်မယ်လို့ပေါ်လာပါနော်ဝိုင်းကထောက်ပြီးမရိုးတော့နဲ့ဒီကောင်ကြီးခြေနှောက်ခြေអော်လက်နှောက်လက်អော်ပြီးဘာဖြစ်လို့လဲကျွန်တော်တို့ကအမှန်တရားတော့ဗျာ နော်အခုရခိုင်ပြည်မှာမှတ်မိကြနေလားမသိစစ်ထဏာချုပ်ကြီးမကြနေဒီကောင်ကြီးဘလို့တရင်တင်ခဲ့အာကစ်ကူစစ်ကူလေးဘလို့ပေးလာစစ်ထဏာချုပ်အေးဆေးပါရေသေးပါဘာညာဟမ်ဒါပေမဲ့ဘာဖြစ်သွားလဲနောက်အဲ့စစ်ထဏာချုပ်ထဲမှာတုံးလာတော့ရှိခပြန်လို့ဆိုပြီးတော့သူတို့စစ်တပ်ထဲအကောင်ကိုလည်းလိုက်လို့ပြီး order ရှင်ပါဒီကောင်ကြီးလူကြောင်ဆောင်တိတ်ပါဟမ်အဲ့တော့နောက်ဘာဖြစ်သွားလဲစစ်ထဏာချုပ်ကြီးကြာသွားတယ်အရာရှိအကျက်စစ်တီလေအကုန်လုံးအေးရဲ့တုံမှန်းဖြစ်တယ်အဲ့ဒီတုံမှန်းဖြစ်သွားတဲ့မိသားစုကြီးဘဝတွေအဲ့ဒီတည်င်းပောက်ကြရ အေးစေးမအေးစေးမအော်ခဲ့တဲ့အဲ့ဒီဘောမှနေဘတူတောင်းဝင်ယူပေးလူမမယူပေးဘူးနောက်ဆုံးမင်းအောင်နိုင်ကိုယ်တိုင်တောင်းဝင်ယူပေးတာမယူပေးဘူးနော်ရခိုင်တပ်တော်အေးကလူရဲစာနာထောက်ထားစွာနဲ့လူကိုလူလို့တတ်မှတ်ပြီးတော့တွေးမွေးစောက်ရှောက်ထားလို့ပဲဒီလိုအသက်ရှင်ရအကောင်လုံးပြစ်တတ်မှတ်တယ်တော့မှပြီးတယ်အကောင်လုံးစဉ်းစားကြည့်အဲ့တော့ဒီကောင်တွေဟာသူတို့အတက်မသေးတိုင်းစစ်သားတွေကိုမြှောက်ပေးပြီးတော့ခိုင်းနေတယ်ပေးကြတာမတင်ကြဘူးအဲ့လားအဖြစ်ပဲအခုလည်းကြောက်တော့ဘူး29ရက်နေ့မှာသူပြောတယ်30ရက်နေ့မှာ29 28ရက်နေ့မှာ30 31ရက်နေ့မှာ30 31 4ရက်ပဲကြာတယ် ဒါနဲ့မတုံးရပဲကြာသူပြောသလိုလားနော်လေတောင်းကလည်းမနာတမ်းပြနေတယ်ဒုံးတွေကလည်းမနာတမ်းကျင်းနေတယ်နော်လက်နဲ့ကြီးနဲ့ပြစ်ကူလုံးတယ်ရေသားကလည်းလမ်းပြစ်နေတယ်ဒီကလည်းချင်းချင်းတန်ရင်းတွေကံကြီးတဲ့တရားနဲ့ထိုးနေတယ်ဘေးကလည်းစစ်ကူပြစ်ကူတွေတောင်းတော့ထဲမှာစစ်ကူလည်းပါတယ်နော်အဲစစ်ကူအင်အားလည်းဖြည့်ထားတယ်ဘာလို့စစ်ကူပြစ်ကူပြောသွားတာကိုအဲ့လိုလှုပ်ထားမယ်ဆိုရင်ရခိုင်တပ်တော်အေအဲ့ဒီဒီဝိုင်းကိုဖမ်းနိုင်တယ်အဲ့လားဖြစ်နေလိန်ညာပြီးတော့ဝါရဖြတ် နော်စစ်သားတွေမသေးသေးအောင်ဖျောက်ပေးဟမ်လုံနေတာကြည့်တိုင်းပြည်အတွက်ဖြစ်စည်းနေတာဒီကောင်လေးအဲ့ဒါမျက်နှာကိုတွေ့ပဲအဲ့တော့စစ်တပ်မြောင်းတဲ့ကြောက်အောင်လုပ်တာစစ်တပ်ကုန်မခံမဲ့အောင်လုပ်နေတာလေဟဲ့ဒီစစ်တပ်ထောက်ခံတဲ့လူတွေနဲ့စစ်ကောင်းဆောင်တယ်ဒီစစ်သားတွေကိုတေအောင်လုပ်နေတာလေဟဲ့ဒီစစ်တပ်ထောက်ခံတဲ့ကောင်တွေနဲ့စစ်ကောင်းဆောင်အာဏာသိမ်းပြီးတဲ့နေရာစားစားပြီးတော့ဒီနေ့အထိစစ်သားဘလောက်တည်ပြီးတော့ဘလောက်ဒုက္ခရဖြစ်သွားပြီကျွန်တော်တို့တော်လိုင်းဘက်ကတော့မှအာဏာစသိမ်းတဲ့ကတော်လိုင်းအင်အားပထောင်ပြီးတော့ကြာဆုံးသွားပြီးတေဝင်ထုတ်ပြန်တယ် အဲ့တော့စဉ်းစားကြည့်တိုက်ပွဲတစ်ခုမှာနော်ဒီမှာစစ်တောင်းဖိုးလာအဲ့ဒီစစ်တောင်းစောက်ပြီးပြစ်ပြီးတော့အနိုင်ရသွားတယ်စောက်ပြစ်တဲ့ကောင်တွေကဘယ်ဘက်ကတည်ရင်းချင်းလေးဟုတ်တယ်နော်ဒီကတေချာဝင်ရနေစောက်နေတာစစ်တောင်းကနာမည်မတည်လို့ဝိုင်းပြစ်တယ်အကောင်လုံးစစ်တောင်းတောင်းလုံးပြုတ်သွားတယ်လက်နက်တွေရတယ်ဘယ်ဘက်ကအပင်များနော်စကန်းပေါင်းတစ်ခုကိုဝင်သိမ်းတယ် ဒီစကမ်းတခုတိမ့်နေဆိုတော့မတိမ့်ခင်တည်းကဒီစကမ်းမှာအင်အားဘယ်လောက်ရှိလဲဘယ်အပေါက်ကဝင်ရမလဲဘလို့မဘလို့ရှိလဲရှစ်ထွက်မိုင်းကိုဘယ်ရထွက်ပြီးတော့ဘယ်ရဝင်စီးမလဲစသဖြင့်အကောက drone နဲ့ရောအကောင်လုံးချိန်ပြီးတော့မှဝင်စီးရစကမ်းတခုတိမ့်နေစောင်းရဝင်တိမ့်ရမဟုတ်ဘူး။ဟိုမှာစစ်တပ်စကမ်းတွေကတိမ့်နေတော့တိမ့်ရမဟုတ်ဘူး။တွတ်ချက်ပြီးမှတိမ့်နေ။ဆိုတော့အဲ့လိုတွတ်ချက်ပြီးသွားတိမ့်နေဒီစကမ်းကိုကြာသွားတယ်။အဲ့စကမ်းမှာရှိတဲ့စစ်ပွေးတွေအလောင်းတွေရောပုံတွေပြတယ်ပြီးရရှိတဲ့ခဲရန်လက်နက်တွေပြတယ်။အဲ့ဒါဆိုဘယ်ဘက်ကတိမ့်ရမလဲ။သွားတိမ့်ပြီးတော့နိုင်ဝင်တဲ့ဘက်ကအတိမ်များလားကြားတဲ့ဘက်အတိမ်များလား။အဖြစ်ရှင်းတယ်နော်။ အဲ့တော့လက်ရှိ အာနာတိမ်မိတဲ့ကစစ်ကောင်စီတပ်စခန်းပေါင်းဘယ်နှထောင်တိမ်ကကြီးဝဲရို့ပေါင်းအောင်ရာချီနေပြီအဲ့တော့တော်လိုင်းဘက်ကတော့ဘယ်လောက်ကြတယ်ဆိုရင်အဲ့ဒီစစ်တပ်ဘက်ကဘယ်လောက်ကြတယ်လက်တွေ့ကြကြလေးပဲကျွန်တော်နှိုင်းရှင်းပြတာဟုတ်တယ်မလားအဲ့တော့တကယ်စစ်တပ်ကိုဖျက်နေတာဒီအဲ့ဒီစစ်တပ်ထောက်ခံတဲ့ကောင်တွေပါအဲ့ဒါမြင့်မြင့်ပဲကြည့်လိုက်နော်ဒီကောင်တွေလိန်ညာပြီးတော့နော်ဝါရမိုင်းဖျက်တယ်ဆိုတော့တက်တယ်နောက်ထပ်နောက်ထပ်အဲ့လိုပြောကျွန်တော်တို့ကချက်ချင်းထောက်မှာ ရှင်းရှင်းလေးဒါမဲ့ကျွန်တော်တို့တိုင်းမှာဒီလူယုံမာဒီစကားတန်လွှမ်းမိုးစရာအကြောင်းမရှိဘူးလေရှင်းရှင်းလေးကျွန်တော်အဲ့ဒါကိုယုံမာပြီးတော့လိန်ညာဝါဒဖြန့်ကျွန်တော်ကိုဝိုင်းစော်ကြဒါကျွန်တော်တည့်ပြောတာနော်အဲ့တော့ဒီလူမျိုးလောက်ရမျိုးလုံးတဲ့လူတိုင်းကိုမညာပါနဲ့ဝိုင်းဖော်ထုတ်ကြပါမယ်မင်္ဂလာပါခင်ဗျရှင်းကုန်ခစ်တီးရဲ့ this week အစီအစဉ်ကနေကြိုးစားပါလေဒီစီးရတော့ကျောင်းမနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်တုံးသက်တင်ဆက်ပေးနေရပါ ်ကဲဒီတစ်ပတ်ထက်ဖြစ်သွားတဲ့အကြောင်းရာပြည်တွေကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာတဲတော့ခင်ဗျာကိုယ်ပွဲတော့ရုရှားခံယူတာကဗုဒ္ဓရှစ်ခိုးနေတာကတရုတ်တမကဆိုသလိုဖြစ်နေတယ်စစ်ရှုံးသမားအာဟုတူကောင်ဂျနုံမလုံးမင်းအိုင်တို့စစ်အုပ်စုတိုက်တိုက်ဟာသူတို့ကိုယ်ကွယ်နေတဲ့တရုတ်ရုရှားအကူအညီနဲ့တော့တော်လိုင်းရင်တက်တွေကိုမနိုင်မဲ့အရှုံးကအရှုံးတွေနဲ့သာကြုံနေရတော့စာတင်နေတဲ့ကလေးတွေလည်းမသိဖုံကြီးတွေလည်းမချင်တတ်ချင်တိုင်းတတ်ဖြတ်ပြီးတော့မှသူတို့ကိုယ်လိုက်ဆက်ပြုတ်ခဲ့တဲ့အာဟုတူအပင်ကြီးကို သူတို့ကိုယ်တိုင်ပြန်ရိတ်သိမ့်ရတော့မယ်အချိန်ကြီးလဲတဖြည်းဖြည်းနီးကန်လာတော့ဖျားကိုလက်ထိုးပြီးရေရာစစ်ကူတွင်နေပါသူတို့အကုတို့အပင်ကြီးကိုခြံစည်းရုံခတ်ဖို့အကြံစီနဲ့ဖျားကဲပါတကြကဲပါဖျားထပ်ပနာရေရာခြေပါမယ်အရှိမလဲရေရာတွေခြေထားတယ်နိုင်အောင်သာလှုပ်ပင်းတော့ငရဲပြီးလဲမပုတ်ပါနဲ့ဆိုပြီးမပြောရုံတမဲရှမ်းပြည်နယ်တောင်ပိုင်းကသူတို့နဲ့ပလင်းတူဘူးစုတင်ကန်းချုံဝစီပိတ်ဖုံးကြီးနဲ့အတူအာကူတို့ကောင်လူတက်တမမဲအွန်လိုင်းတို့လင်များဟာ ခက်တီတီနဲ့လောကတရဖူဇေဒီဖျားထပနာရေရရချေပွဲတွေတွားလုတ်ခဲ့ပြန်တာကိုလေပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါဒါကတော့တဘောဆန်အာဟုတူကောင်းရေရရကြီးမင်းအောင်နိုင်တို့ဂျလုံးမလုံးစအုပ်စုတဲ့တိုက်ဟာသူတို့ကိုယ်တိုင်တိုင်းပြည်ရဲ့အာဏာကိုမတရားလုယူပြီးကြတဲ့ကပြည်သူတွေကိုတချင်တိုင်းတတ်ဖျားစင်းဒေါ်ဒီပါဘူဒိုဇာနဲ့ခေါင်းတွေဖြတ်လို့ဖြတ် ဘုံကြီးတွေကပါတနက်နဲ့ပြစ်တက်လို့တက်နေအခုနောက်ဆုံးတပည့်မျိုးနယ်ကစာတင်ချောင်းမှာရှိတဲ့ကလေးတွေပါမချန်စိတ်ထင်တိုင်းဘုံကျဲတက်ဖြတ်လို့တက်ဖြတ်နေသူတို့စစ်အုပ်စုရဲ့အာဟုတို့အပင်ကြီးဟာအပွင့်တွေလှိုင်းလိုက်ပွင့်ပြီးအသီးတွေပါလှိုင်းလိုက်သီးလာနေတဲ့အချိန်သူတို့ကိုယ်တိုင်ငရဲပြီးကိုမသိခင်ကတည်းကတနေ့၃ချိန်မျက်စောင်းကျုတ်ထိုးနေရတယ်လို့ဖြစ်နေတော့ကုသူတပည့်ငရဲတပိတ်သာဆိုတဲ့အတိုင်းဖယားကိုအကြီးအကျယ်လက်ထိုးဖို့အကြံစီနေသူတို့လိုလူတသမားစစ်အုပ်စုနဲ့ပလင်းတူဘူးဆိုတင်ကန်းချုံဖုံးကြီးဆိုတာတွေကပါရေရရီခြေချဟလောက်ချဟဆိုပြီး ရန်ပြည်နယ်တောင်ကြီးမှာဝစီဘိတ်ဆိုတဲ့စစ်တပ်အပိဖုံးကြီးကနေအာဟုတို့ကောင်းမဲအောင်လိုင်းတို့လင်မယားကိုခေါ်ပြီးတော့ရေတရာတွေဇွတ်ချေခိုင်းတဲ့အတွက်ငကိုကလေးကမှအရှုံးကအရှုံးကြီးကြားတဲ့အဖေးကဲပါအမေးကဲပါဘဝရောက်နေတဲ့မဲအောင်လိုင်းတို့လင်မယားဟာမေလ23ရက်နေ့ကပဲကျိုင်းတုံမြို့ကိုအပြေးလွှားသွားပြီးသူတို့ဖုံးကြီးပြောတဲ့အတိုင်းလောကတရဖူဇီဒီဖျားထပ်ပနာရေတရာခြေတာတွေရောအဲ့ဒီဇီဒီမှာအစီရင်အင်းသားတွေတွားမြုပ်တာတွေရောတစ်ဖက်မှာလည်း စေယုံစေကန်းကိုအဲ့ဒီဝစီပိတ်ဖုံးကြီးဆိုတဲ့သူကပဲရေရရာခြေတဲ့အနေနဲ့ညီနေရရွေးပြီးဖွင့်ခိုင်းဒါရီပါပွားလုပ်ခဲ့တဲ့အကြောင်းကိုလေကျွန်တော်တို့ရဲ့စစ်တပ်သတင်းရင်းမြစ်ကိုတိုင်းကဓာတ်ပုံတွင်နဲ့တကွလှန်ပြောထားတာပေါ့ဗျာအစားတတ်နဲ့ဒီဝရအဲ့ဒီမှာစတွေ့ကြရမယ်ဆိုတဲ့အတိုင်းခလေးသူငယ်တွေနဲ့ဖုံးကြီးတွေပါမချမ်းတက်ချင်းတိုင်းတက်ဖြတ်ထားတဲ့လူတပ်သမားကိုဖျားတဲထီးတဲလှောက်ခိုင်းပြီးရေရရာခြေခိုင်းတိုင်းကအပြစ်တွေကြေကြေးဆိုရင်လူတိုင်းမကောင်းတာလုပ်ပြီးရေတရာပြေးကြီးတာပြေးချီနေကြလို့ဟွန်း ဘာသာတိုင်းပြောထားတဲ့ငရဲပြည်ဆိုတာလည်းရှိမှာမို့မဟုတ်ဘူးပေါ့ဗျာတကယ်ကိုအတွင်းကိုစင်ကြင်တုံတရားမရှိတဲ့ဂျလုံးအလုံးတွေးလို့ကျွန်တော်ပြောရင်လည်းအလုံးဖြစ်အောင်ဒီနေရာမှာကြုံလို့ပြောပြရရင်အဲ့ဒီလိုမကောင်းတာတွေလုပ်ပြီးတကူနှစ်ကူဖျက်ကူပုံစံတွေနဲ့ဘုရားကေပါသာကြံကေပါလုတ်ခဲ့တဲ့စစ်ရှုံးမှာအာဟုတုံကောင်းရေရယာဂီဘီမိတ်အောင်နိုင်ကိုဂျင်လုံးမလုံးယင်သားစာစစ်အုပ်စုတက်တိုက်ဟာဟိုးရှေ့တွေတုန်းကလေအားလုံးတည်တဲ့အတိုင်းရှမ်းမြောက်မှာတော်လိုင်းကြီးတက်ပြီးပြီးနေတဲ့ခုလုံးတဲတဲစင်အောင်မြို့တွေတိမ့်နေတဲ့အချိန်မှာ ရှမ်းမြောက်မှာရှိတဲ့တုံစင်ဘိုးဘိုးကြီးနန်းနန်းမှာသူတို့ရဲ့စက်ကောက်စီတပ်ဖွဲ့ဝင်တွေအသက်အန္တရာယ်ကင်းဖို့အဖမ်းမခံရဖို့ပွဲတွေထိုးပြီးရဲတွေအခြေသားတွေကို အသေးသေးလုတ်ခဲ့ကြတာတော့ရှမ်းမြောက်တစ်ခုလုံးနှီးပါလက်လွတ်လိုက်ရပြီးခွေးပြေးဝက်ပြေးပြေးခဲ့ရတာလည်းအားလုံးအသိဒါအပြင်နိုင်ငံတော်ကစစ်ရှုံးနေလို့ဆိုပြီးတနိုင်ငံလုံးကသူတို့စစ်တပ်တရင်တပ်ဖွဲ့တွေပါကြောက်ကြောတုံတုံဗျာကြောတုံခုမုံလုံးရေပေါ်ဘုံလုံးစီနဲ့အတူမဟာသမယတုတ်နဲ့ပရိကြီးစတဲ့တုတ်ကို9နာရီတိတိမှာ9ရက်ဆက်တိုက်ရွတ်ဖတ်ရမယ်ဆိုပြီးအမိန်ပေးရွတ်ခိုင်းခဲ့တာတော့ ရခိုင်ပြည်နယ်ကချင်းပြည်နယ်ပါဝင်နေရာတိုင်းတဲတဲစစ်အောင်စခန်းတွေမြို့တွေအသိမ်းခံရပြီးတော့ဝက်ဝက်ကွဲရှုံးခဲ့တာလဲသူတို့ပဲဒီကြားလေတနိုင်ငံလုံးဟိုးလေးတကြောကြောဖြစ်သွားတယ်ငလင်းဘေးကြီးကြုံတော့လေဒုက္ခရောက်နေတဲ့ပြည်သူတွေကိုအရေးကြီးအကူအညီပေးဖို့အဓိကမဟုတ်ပဲကံကြီးသုံးပါကြော်လွားနိုင်ဖို့ဆိုတဲ့ခေါင်းစဉ်တွေပါမယောင်ရစီတူပြီးကြောက်စင်မျိုးမှရှိတဲ့မဟာရွှေသိမ်းတော်ဖရာမှာငါပြောသည်တရားရှိပြီးကိုအဋိဋ္ဌံပွဲထုတ်ပြီးတော့ရေတရားတွေတွားချီခဲ့တာလဲသူတို့ပဲအခုလေ တနိုင်ငံလုံးတိုင်းတာနဲ့စီးရင်နိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးပဲအရေးပဲကြီးကြီးအဖက်ဖက်မှာငါမသေးဘူးရေကူးတက်တဲ့ပုံစံနဲ့ဟန်ဆောင်ပန်ဆောင်နေတာလောက်ပြနေရမယ်တကယ်တကယ်ငလင်တန်ချောင်းမှာသူတို့ထိန်းချုပ်ထားတဲ့မျိုးကြီးတွေပါဘီလီယံနဲ့ချီပြန်လေတိဆောက်ရမှာပြီအပြင်ဒိုင်းဒီစီးပွားရေးကလည်းအကြီးကျယ်ပြိုလဲအုပ်ချုပ်ရေးမှာလည်းရိုင်နေနဲ့စီးရင်မှာလည်းအခုချိန်ထိရှုံးလိုက်တာမှပေါက်တော့လဲတေယုတ်ကပြန်တောက်ပြထားတဲ့လာရှုံးကလွဲပြီးဒေါ်လာကြီးတက်တွေသိမ့်ပိုက်ထားတဲ့မျိုးပေါင်း90ကျော်ကအခုချိန်ထိပြန်မရပါဘူး လက်ရှိမှာတယ်သူတို့ရဲ့ထိုင်းမြန်မာနယ်စပ်ကကုန်တွယ်ရေးလမ်းကြောင်းမှာဖြတ်တောက်ခံရတော့မယ့်အခြေအနေနဲ့ကင်းတလေပူပေါင်းတပ်တွေကအဲ့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့သူတို့စစ်တပ်စခန်းတွေကိုတခုပြီးတခုတောက်လျှောက်ကိုတင်ပိုက်လာနေပြီလက်နက်ခဲယမ်းတွေဆိုတာလဲအပုံလိုက်တွေအလှကြီးပေးတယ်လို့ဘေးနေရယုံနေမှာကသူတို့ရဲ့စောင့်ပုတ်တွေကတော့ငါမသိငါစခန်းမကြစီရလို့ရဲရဲတက်ရဲရဲတက်ရဲရဲချိန်ဘုံတို့ဆိုပြီးလက်တွေမှာတော့သူတို့စစ်သားတွေဟာစခန်းမှာထားခဲ့ယုံနေမှာကရဲရဲတိုက်ဖို့နေနေတာတာ ထိုင်းနိုင်ငံဘက်ကိုပါခွေးပြီးဝက်ပြီးထွက်ပြေးသွားလို့ထိုင်းကလက်မခံနဲ့ပြန်မောင်းထုတ်တဲ့အထိအရှက်တွေပြန်ပြန်ကွဲ့အောင်ရှုံးကျင်တိုင်းရှုံးနေတော့ဟင်ဖျားကဲပါတကြားကဲပါဖျားထပ်ပနာရေတရခြေပါမယ်အရှိမလေးရေတရတွေခြေထားတယ်နိုင်အောင်သာလှုပ်ပြီးတော့မရေပြီးလည်းမပုတ်ပါနဲ့ဆိုပြီးမပြောရုံတမဲဖျားကိုလက်ထိုးပြီးတော့ရေတရတွေချီနေလေလက်ရှိအချိန်ကြီးရစစ်ရှုံးသမားအာဟုတူကောင်းဂျလုံးပလုံးမင်းအောင်နိုင်လို့အုပ်စုတိုက်ဟာ ဘယ်ဖရားမှစင့်ကဲလို့မရတော့တဲ့အခြေအနေတွေနဲ့ပဲသူတို့ကိုယ်တိုင်စိုက်ခဲ့တဲ့အာဟုတုအပင်ကြီးကို သူတို့ကိုယ်တိုင်ပြန်ရိတ်သိမ်းရတော့မယ့်အချိန်တွေဟာတဖြည်းဖြည်းနှိကက်လာနေတာကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာကဲ ရေရရထွက်ပေါက်နဲ့ရွေးကောက်ပွဲထွက်ပေါက်ကိုအယုံတန်တရားဒဲကနေမြက်အလုဆန်ကနေတပြိုင်တည်းအသေးအတန်ရှောင်နေတဲ့စေရှုံသမားအာဟုသူကောင်ကလိန်ကကြက်မဲအောင်လိုင်းတို့ဂျလုံးလုံးစောက်စုတိုက်ကတော့တဖက်မှာလေရေရရတွေအကြီးကျယ်ချင်းတဖက်မှာလေသူတို့ရဲ့အတုရောင်ရွေးကောက်ပွဲကိုဘယ်သူဘာပြောပြောနေမီရီဘလို့ပဲဆုံရှုံထားဆုံရှုံထားနောက်ဆုံးသူတို့အတွက်မြို့လေးတမြို့ပဲကြံလေအဲ့ဒီမျိုးမှာရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အချိုးရဲ့ဇော့အစိုးရဖြစ်ချင်နေပြီမြဲအတူရောင်ဆိုတာဘတော့မှအစ်မဖြစ်လာဘူးဆိုတဲ့စကားတိုင်း လက်ရှိသူတို့စစ်အုပ်စုနဲ့ဘူးတလို့လို့ခွာတလို့လို့လုပ်နေတဲ့အာဆီယံကပါသူတို့စစ်အုပ်စုလုပ်နေရွေးကောက်ပွဲကိုလက်မခံနဲ့လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ကိုတိုင်ကပါစစ်ကောင်စီကလုပ်မယ်လို့ပြောနေတဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမှာဟုတ်ပဲအဲ့ဒီရွေးကောက်ပွဲကြောင့်မြန်မာနိုင်ငံရဲ့ပြည်ခအခြေအနေကိုပိုဆိုးသွားလိမ့်မယ်ဆိုပြီးတော့ပါအခုတပတ်လုတ်တဲ့အာဆီယံအစည်းအဝေးအပြီးတည်င်းစာရှင်းလင်းပွဲမှာပြတရားဝင်ကြီးကိုပြောထားတဲ့အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါကဲမှတ်ခင်ဗျာ ရွေးကောက်ပွဲနဲ့ထွက်ပေါက်ရှာပြီးအရှင်ထွက်ထွက်ဖို့ကြံ့နေတဲ့စစ်ရှုံးသမားအာဂူတူကောင်ကလိန်ကကျင်းမင်းအောင်လိုင်တယောက်ကတော့သူတို့ဘလောက်ပဲအဖက်ဖက်မှာခေါင်းဆိုင်နေအောင်ရှုံရှုံသူတို့တော့လာမယ့်နှစ်ကုန်ပိုင်းမှာနိုင်ငံရဲ့နေပြည်တော်တော်မရှိလဲရတယ်ကွာရှိတဲ့မြို့လေးတွေမှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးအင်းကြီးနိုင်ငံတွေကပါလော့စပီကာနဲ့အော်ပြောလို့ရရင်အော်ပြောခြင်းနေတဲ့သူကိုအခုတော့အာဆီယံကပါမင်းတို့စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲကြီးကအတူကြီးပါကွာငါတို့တော့လက်မခံဘူးလို့မပြောရုံတမဲ့ တဏမန်စကားနဲ့လှည့်ပတ်ပြီးတာဘာနဲ့နာနာပြောချလိုက်တာဟာအရှက်ဆိုတာကိုဝဲကပ်ပြီးရင်တော့ကြွားကြမယ်လူစားမျိုးတွေဖြစ်တဲ့စေရှုံးသမားအာဟုဒူကောင်ကလင်ကျင်းမဲအောင်လို့ဂျလုံးမလုံးစေအောင်စုကရှက်ရခေါင်းမန်းလဲသိမှာမဟုတ်ဘူးညက်လည်းပြောင်းတိုက်နေမဲ့လူစားမျိုးတွေပေါ့ဗျာအဲ့ဒီမှာလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုတိုင်းတဏမန်စကားနဲ့တာဘာနဲ့နာနာပြောသွားတာကစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမဟုတ်ဘူးအဲ့ဒီရွေးကောက်ပွဲဟာ 人家那个咩水性嘛，韩国的国土啊，变成那么大的一块皮了。龙华代表的是我，是那个龙门原告法官，你妈那个一年搞多少人呢？说讲是呢呢，我都我都已经，那一句来那下面一点，原告法官是没露面，所以你们不会见露面。哎，所以你们不会比嘛吧？啊，龙邦呢，什么呢？democracy，所以这些个关键问题上面，所以比较多啊。哎呀，说讲呢，龙岩都是这样子，没有涉及到龙门原告法官。 နိုင်ငံတကာကလိန်မှုပြင်ဆင်ထားတဲ့ရွေးကောက်ပွဲဆိုတာငါတို့သိတယ်ဆိုတဲ့သဘောပြောထားတာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲကိုအာဆီယံကလက်မခံဘူးဆိုပြီးတာတာနဲ့နာနာပြောထားတဲ့သဘောပဲပေါ့ဗျာတစ်ဖက်ကမြန်မာနိုင်ငံရဲ့လက်ရှိပကတိအခြေအနေကိုနိုင်ငံတကာဘက်ကကြည့်ကြတယ်လက်ရှိစစ်ကောင်စီကလုပ်နေရွေးကောက်ပွဲဆိုတာဘလို့မှလက်ခံနိုင်စရာမရှိတဲ့အခြေအနေမျိုးဖြစ်နေပြီအားလုံးသိတဲ့ဒါနိုင်ငံနိုင်ငံရဲ့ရွေးကောက်ပွဲဆိုတာဟာအဲ့ဒီနိုင်ငံတစ်ခုလုံးမှရှိတဲ့ပြည်သူတွေရဲ့မဲပေးရွေးကောက်တင်မြောက်တဲ့စနစ်ဖြစ်တဲ့အတွက် လက်ရှိအခြေအနေကစစ်ရှုံးသမားကလင်ကြီးမင်းအောင်နိုင်တို့စစ်အုပ်စုရဲ့အဖြစ်ဟာအားလုံးသိတဲ့အတိုင်းပဲပေါ့ဗျာနိုင်ငံတော်ကအကြီးအကျယ်စစ်ရှုံးပြီးမျိုးပေါင်း90ကျော်အထိပါလက်လွတ်ထားရရုံကကျန်တဲ့နေမျိုးတွေကလည်းတော်လိုင်းတပ်တွေရဲ့ wifi ပိတ်ဆို့တာကိုခံထားရတဲ့အခြေအနေတွေကြားမှာနိုင်ငံရဲ့တော်ဝတ်တောင်ကောင်းကောင်းမထိန်ချုပ်နိုင်တော့ပဲသူတို့ကိုယ်တိုင်ကောင်းတိုက်ပွဲတိုင်းရှုံးမှများလို့စကတ်ဝေးအာမီကြီးအဖြစ်နဲ့အာနွယ်တဲ့မိမသားကြီးမဖြစ်ရုံနဲ့ကြောက်စိတ်တွေတပြန့်ပြန့်ထနေရတဲ့အခြေအနေဟာသူတို့စစ်အုပ်စုရုံးဆိုင်ရနေပြည်တော်မှာတော့ လုံခြုံရေးစိတ်မချရလို့ဆိုပြီးလူစိမ်းနဲ့အန်တရီလာမယ်ဆိုရင်အဲစင်းတိုင်းတရင်ပူကြဖို့ဒီသန္ဓေအမိန့်ကိုပါထုတ်ထားရတဲ့အခြေအနေတွေဖြစ်နေတာပဲသူတို့ကိုယ်တိုင်ပဲတစ်တိကြီးနေရွေးကောက်ပွဲကိုသူတို့ထိန်းချုပ်လို့ရတဲ့မြို့တွေမှာအပိုင်းလိုက်တွေခွဲပြီးလုံမယ်ဆိုတာမျိုးတွေအထီးမြင့်နေပြောင်းတိုက်တဲ့လုံတဲ့တွေနဲ့ကဘာမှာတစ်ခါမှမကြဘူးတဲ့ရွေးကောက်ပွဲပုံစံပြီးပြောဆိုပြီးအတင်းစွအစိုးရဖြစ်ချင်နေတဲ့ပုံစံကိုလက်ရှိအာဆီယံကပါတည်နေတော့သူတို့လည်းမင်းအွန်လိုင်းတို့စစ်အုပ်စုနဲ့ပူးတလို့လို့ခွာတလို့လို့လုံနေရတာကြောင့်အရေးစကားနဲ့ပြောရရင် မင်းအွန်လိုင်းရေးမင်းတို့လုပ်မဲ့ရွေးကောက်ပွဲကအတူရောင်ကြီးမန်းတော်တော်ကိုတိတာနေတယ်ကွာငါတို့အာဆီယံနိုင်ငံတွေပါမင်းလောက်တာနဲ့အရှက်ကွဲတော့မယ်ကြည်ကြက်လေလုံအောင်ဟာဆိုပြီးမပြောရုံတမယ်တို့အာဆီယံကပါလက်မခံဘူးဆိုတဲ့ပုံစံမျိုးနဲ့ရွေးကောက်ပွဲကိုအရင်မလုပ်ဖဲဇွေးနွေးမှုတွေအရင်လုပ်ဖို့အပြင်အဲ့ဒီဆွေးနွေးမှုတွေပြီးမှသာအားလုံးပါဝင်တဲ့စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတရက်ကိုဖွဲ့စည်းနိုင်မယ်ဆိုပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုယ်တိုင်ပြောသွားတာပေါ့ဗျာတစ်ဖက်မှာတော့ ဘသူပါပြောပြောအရှက်မရှိမဲ့မျက်နှာပြောင်တိုက်ပြီးရွေးကောက်ပွဲထွက်ပေါက်နေအရှင်တို့ထွက်ဖို့ကြံ့နေတဲ့စေရှင်တို့မှာအာမှုတို့ကောင်ကလင်ကချင်းမင်းအောင်လိုက်ပြောနေတယ်ပါတီစုံဒီမိုကရေစီဆိုတာကလေပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာပြည်သူတွေတောင်းတောင်းဖြောင်းဖြောင်းမဲပေးပြီးအနိုင်ရထားတဲ့ NLD ပါတီကိုပယ်ဖျက်ပြီးတော့မှာသူတို့စစ်တဲ့ပါတီတစ်ခုသာအနိုင်ရအောင်လုပ်ထားတဲ့အကွက်ကိုပါတီစုံဒီမိုကရေစီဆိုတဲ့စကားနဲ့တက်ရောက်သေးပြိုင်ဘယ်သူနိုင်ပုံစံလုပ်ထားပြင်တဲ့အတွက် စစ်ရှုံးသမားကလင်ချင်းမင်းအွန်လိုင်းလိုမြောင်းလင်းမြောင်းစားစစ်အုပ်စုတိုက်ရဲ့အချက်မရှိမျက်နှာပြောင်တိုက်ချက်ကြီးကတော့လက်ကုံပဲလို့တော့ပြောရမှဖြစ်နေတယ်အပြင်လက်ရှိမှာတည်းတနိုင်ငံလုံးတိုင်းပြည်နယ်လေးလက်တဆုပ်စာလောက်တာထိမ့်ချုံနိုင်လောက်တဲ့အစ်စ်မဲရှိတော်တဲ့သူတွေကနိုင်ငံတော်ပါတီဆုံးရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုပါတုံးပြီးသူတို့ရဲ့အာဏာကိုကလင်ကချင်းညီပေါင်းဆောင်တဲ့အညံ့မရကောက်ကတ်ဖတ်တွေ့ဖို့လုံကြပြီမြေနိုင်ငံတနိုင်ငံရဲ့ရွေးကောက်ပွဲဆိုတာအဲ့ဒီနိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားတွေအားလုံးနဲ့သက်ဆိုင် ကိုထိန်းချုပ်လို့ရတဲ့နေရာလေးကသူတွေကိုတနတ်ထောက်ချင်းချောင်းမဲထဲခိုင်းပြီးခေါင်းဆောင်ပြုတ်ချင်နေတာဟာပြည်သူတွေရွေးကောက်တင်မြောက်ထားတဲ့နိုင်ငံရဲ့ခေါင်းဆောင်မဟုတ်ပဲမြို့သားနေသားအစ်စ်လောက်သာရှိတော့တဲ့စစ်ရှုံးသမားအာဟုသူကောင်ကလိန်ကကျင်းမင်းအောင်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတိုက်လုံးအတွက်ကတော့ကျွန်တော်အမြဲပြောခဲ့တယ်လို့အတုရောင်းဆိုတာဘတော်မှအစ်စ်မဖြစ်လာဘူးဆိုတဲ့စကားတိုင်းပြည်သူတွေကရွေးကောက်တင်မြောက်ထားတဲ့ခေါင်းဆောင်အစ်စ်ဖြစ်ဒီတပ်ဘတော်မှရတော့မှာမဟုတ်တယ်လို့ပြည်သူချင်ပတ်ဘွားနေပဲအတုရောင်းအရှုံးသမားတွေအဖြစ်နေတာ တိတ်တဲ့ထိရှင်တန်တွားရတော့မယ်သူတွေပဲဖြစ်နေတော့တာပေါ့ဗျာကဲလူဘွားကူစရောက်ကတဲ့ကကလိန်ကြစ်ကောင်လာပြီဆိုတဲ့စိုင်းဘုတ်ကင်ပြီးထွက်လာလို့အရှက်မရှိပြောင်းလဲပြောင်းစားစစ်ရှုံးတမဂျလုံးလုံးမဲအောင်လိုက်တယောက်ဟာရေရရာတွေပြေးချေလိုက်နေမီလက်တဆုပ်စားလောက်လီမှာရွေးကောက်ပွဲလုပ်မယ်ပြောလိုက်တယ်တဖက်မှာလဲသူတို့စစ်တပ်ကအာဏာသိမ်းကြောင့်တိုင်းပြည်ရဲ့စီးပွားရေးပြီးပါဒလိတ်ကောက်ကိုချွတ်ချုံကြနေတယ် စီးပွားရေးတွေဥမော်လာပြီးလို့ပြောလို့ပြောတနိုင်ငံလုံးစစ်ပြီးဟုံးဟုံးတောက်ပြီးနေမီဝေဒုနဲ့ဒေးဆုံရှုံနေလေသူ့လက်ထက်မှာတိုင်းပြည်ကိုတိုးတက်အောင် လုပ်နိုင်ခဲ့တယ်ဆိုပြီးပြောခဲ့လို့ပြောခဲ့တနိုင်ငံလုံးမိတော်အောင်မှတ်အောင်မပေးနိုင်ဘူးလျှက်စစ်ရဓာကြီးပြေးဆွဲမယ်လို့ပြောလို့ပြောခဏလေးကြာရောလျှက်စစ်ပြီးအပြည့်မပေးနိုင်ဘူးဘက်ထရီသင်းမောတွေခုတ်မောင်းလို့ရအောင်လှုပ်ခိုင်းလို့လှုပ်ခိုင်းအခုလဲလာပြန်ပြီလျှက်စစ်လိုအပ်ချက်တော့လျှက်စစ်ရထားမဆွဲတော့ဘူးဘက်ထရီနဲ့မောင်းလို့ရမယ်ဘက်ထရီမိရထားကိုအသုံးပြုဖို့စီစဉ်နေတယ်ဆိုပြီး မေလ20ရက်နေ့ကပဲနေပြည်တော်ကအစည်းအဝေးမှာခတ်တီးတီးနဲ့ပြောသွားပြန်တယ်လို့အဲ့လိုသူပြောထားတာကိုလေသူတို့ရဲ့ဝါဒဖြန့်တဲ့ဇာတင်းမှာထဲ့သွင်းသွားသေးတာပေါ့ဗျာအတော်ကိုစိုးနေပြီလူငယ်တွေပြောတယ်လို့ဒီလူကြီးအတော်ကိုလက်နေပြီလို့တော့ပြောရမှာဖြစ်နေပြီသူတို့ပဲအာနာသိန်းစာတုန်းကတော့အခုချက်ချင်းပဲကောင်းငင်ကိုဒူးနဲ့တတ်တိုက်တော့မလို့လို့ပုံစံမျိုးတွေတက်စီကားပြီးပြေးဆွဲမယ်လို့တက်စီချထားကြီးပြီးပြေးဆွဲမယ်လို့ဆိုပြီးပြောခဲ့တာလေသူတို့ပဲအခုလည်းကြာရောတက်စီလိုအပ်ချက်ကြောင့် လက်စယထအစားဘက်ထရီနဲ့မောင်းလို့ရမယ်ယထကိုပြေးဆွဲမယ်ဆိုပြီးပြောလာပြန်လာပေါ့ဗျာအရင်ကလေဇန်နဝါရီကပဲသူတို့စစ်တပ်ရဲ့ဒလအသိမောချင်း150ပြီအခမ်းအနားမှာအခုလိုပဲဘက်ထရီနဲ့မောင်းလို့ရမယ်ဘက်ထရီသိမောကြီးခုံမောင်းနိုင်အောင်လုပ်ရမယ်ဆိုပြီးအဲဒီခရောင်ချောက်ချာမင်းအွန်လိုင်းကိုတိုင်းပဲပြောသွားတာဖြစ်တယ်လို့သူမှလက်စယထယောဂကနေအခုဆိုဘက်ထရီဘက်ကိုလှည့်သွားပြီဘက်ထရီယထယောဂပါထပ်ဖြစ်လာပြန်ပြီပေါ့ဗျာတဖက်မှာလည်း အရင်ကတော့မဟုတ်ကဟုတ်ကကလင်ကျင်းနဲ့စီးပွားရေးဥမောလာပြီးလို့ပြောခဲ့တဲ့သူကအခုတော့စီးပွားရေးကဏ္ဍမှာပါအကြီးအကျယ်ရန်ခဲ့လာတော့ပြောစရာမရှိပြည်ပကိုအကြောင်းပြုပြုနဲ့ထွက်နေတဲ့သူတွေကြောင့်နိုင်ငံဝင်ဈေးတွေမြင့်တက်နေရတယ်ဆိုပြီးတော့ပါအဲ့ဒီမေလ20ရက်နေ့အစည်းအဝေးမှာပဲသူတို့ကသာပန်းလူတွေပုံစံနဲ့လူတကာကိုမျိုးစုံအပြစ်တင်ပြောဆိုတွားပြန်တယ်စစ်ရှုံးသမားအာဟုတို့ကောင်ကလင်ကျင်းမဲအောင်လိုက်တာကိုကရဲဇက်ကိုမနိုင်တော့ပဲတောင်းပြောမြောက်ပြောနဲ့မမရာမြေလူရင်အာသီးပါရောင်နေတယ်လို့ဖြစ်နေတော့တာပေါ့ဗျာ ကြည်လဲပြောအောင်ဂျလုံးမလုံးလို့တကယ်တကယ်ကိုယ်နိုင်ငံငါသာကောင်းမွန်နဲ့ဆက်လက်ရှိနေတယ်ဘသူမှမွေးအမိကိုစွန့်ပြီးကိုယ်နိုင်ငံမဟုတ်တဲ့တခြားနိုင်ငံမှာပွားပြီးတော့အလုတ်မလုတ်ချင်ကြဘူးကွာမင်းတို့ကိုယ်တိုင်ကလည်းအချင်းရတအစိုးရလက်ထက်နဲ့အခုလက်ရှိမင်းတို့အာဏာလုထားတဲ့လက်ထက်နဲ့ကိုရှင်ကြည့်လိုက်ရင်အဖက်ဖက်မှနတ်သစီနဲ့ဤလိုအပြတ်တကွနေတယ်ဆိုတာမင်းတို့ကိုယ်တိုင်သိပြီးသားပါကွာဒါကမသိကြအောင်ဆောင်ပြီးဟိုလိုတမျိုးပြောလိုက်ဒီလိုတမျိုးပြောလိုက် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုတတိုင်းပြည်လုံးကပြည်သူတွေလည်းအားလုံးမျက်ဝါးထင်ထင်မြင်တွေ့နေရတယ်လို့မင်းတို့စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ကတိုင်းပြည်ဟာဘာတစ်ခုမှတိုးတက်ကောင်းမွန်လာတာမရှိပဲအဖက်ဖက်မှာတနေ့တစ်နေ့စုပ်ယုပ်လာတာတွေပဲရှိပြီးမင်းတို့ဟာကိုကိုတိုင်းကလည်းဘာမှအဖြစ်မရှိတဲ့အပြင်ဘာတစ်ခုမှလည်းအသုံးကျမယ်အရင်ရတအစိုးရနှစ်ထပ်ကတိုးတက်ကောင်းမွန်အောင်လုပ်ပေးနေတာကိုကြားတော့ ်ကိုကမလုံနိုင်ရင်မလုံတတ်ရင်သူများလုံနေတာကိုမရင်မရိုင်းသွားအောင်အားပေးမယ်ပံ့ပိုးပေးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမရှိပဲအခုတော့မင်းတို့ကိုကြိုးစည်းပွားနဲ့အာနာရမတ်ငန်ငန်တတ်မှုကြောင့်ဒိုင်းပြည်တစ်ခုလုံးကြောက်တဲ့ကိုတလိတ်ကောက်ကိုထိုးဆက်လာပြီးနိုင်ငံရေးစီးရေးစီးပွားရေးအုပ်ချုပ်ရေးကိုမင်းတို့စစ်တပ်ကဘလို့မှမထိန်ချုပ်နိုင်တော့တဲ့အခြေအနေဖြစ်လာတော့မှဟိုလူအပြစ်တင်ဒီလူအပြစ်တင်နေပြပထက်နေတဲ့သူတွေကြောင့်ပြည်တွင်းမှာရှိတဲ့သူတွေကအမှန်တကယ်အလုံးမလုံလို့ဆိုတဲ့ပေါက်ပန်း၄၀ပြောဆိုတာပြီးနေ ကိုအပြစ်ကိုမသိချင်အောင်ဆောင်းကိုဂုံကိုဖုံမတူတော့ဆိုတဲ့စကားအတိုင်းဘာကုန်းမှလည်းမရှိတော့ဘလောင်ပလဲပြောင်းလင်းပြောင်းစားတွေကိုရှက်ရကောင်းမှန်းသည်ထွက်ထွက်ပြောအမှန်တကယ်မင်းတို့လုံမယ်ဆိုပြီးကြွေးကြော်ထားတဲ့လျှက်စစ်ရထားကြီးပြေးဆွဲမယ်လို့လျှက်စစ်ကားကြီးပြေးဆွဲမယ်လို့ဆိုတာနေကြတော့ဘာတခုမှမဖြစ်လာပဲအခုနောက်ဆုံးလေစရထားကနေဘက်ထရီရထားပြေးဆွဲမယ်ဆိုပြီးပြောရတဲ့အဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက်မင်းတို့အဲ့ဒီတို့ကလင်ကကြွဝိလေကြောင့်ဘက်ထရီပြောနေတာကိုရက်တန်းကရက်ပြီး မင်းတို့တကယ်တိုင်းပြည်နဲ့ပြည်သူလူထုကိုကြည့်ရင်မင်းတို့ကိုယ်တိုင်အကြောင်းပြချက်မျိုးစုံပေးပြီးမတရားလွတ်ယူထားတဲ့ပြည်သူအာဏာကိုပြည်သူလက်ထက်ရောက်ကြပြီးပြည်တော်တိုင်းပြန်ပေးရတဲ့တတိကိုတော့အရင်ဝေးလိုက်စမ်းပါဇလုံးမလုံးတို့ရာဆိုပြီးတော့ပြောရမလို့ဖြစ်နေပြီပေါ့ဗျာ